ပြောစာပေမှာရှိတယ်နော်တိတ်သယဟန်လေးတကယ်သရာပပ္ပစီဒသရာတရားနဲ့သင်္ကန်းဝက်တာယဟန်ဘဝရကျင်လွန်းလို့မှသူ့မှာဘာလို့လို့အမေဖေကိုဆန်းကပြပြီးတော့သာသနာပေါင်းဝင်တာအမေကသဘောမတူဘဲနဲ့တူရီတော်သားလေးကိုသာသနာပေါင်းဝင်ဝင်ပြုလိုက်ရတာဒီကိုယ်တော်လေးရဲ့သရာတရားကောင်းရတာ ရာဇဂျိုးမှာ မှာသင်္ကန်းဝတ်တယ်ပေါ့ရာဇဂျုံမှာနေသင်ငယ်ချင်းပေါင်းတင်နေလေလာတာနဲ့တရားကောင်းကောင်းအမထုတ်ရလို့တာဝတိပြောင်းသွားတယ်ဆိုကြပါလို့သင်ငယ်ချင်းပေါင်းတင်မရှိတဲ့နေရာသွားနေလာဒုတင်သုံးဒုတင်နေကျင့်တဲ့ဥမာတိစီဝရီကသင်္ကန်းသုံးတယ်ပဲထောင်းတယ်အဘရဏစာရီကအိမ်စဉ်လှည့်ပြီးတော့ဆုံးခံစားတယ်အတပိန်နာတပိထက်ကြားတဲ့ဆုံးကိုပဲစားတယ်တက္ကရာကမတွေအိမ်မင့်ကတ်တဲ့ဆုံးမျိုးကိုမစားဘူး ဒီလိုကျင့်နေသူကျင့်တယ်အဲ့တော့အကျင့်လဲဖြူတယ်သရတရားလဲကောင်းတယ်အိမ်မှာဖြစ်တဲ့မိခင်ကတငုံငုံတရည်ကြီးသူ့သားဝတ်ထားတဲ့ဝတ်ကလေးတွေကိုင်းကင်ပြီးငိုတာတဲ့အာခါတိုင်းငါသားဒီလို ပူတဲ့ရာသီဆိုဒီလိုအချီတယ်လေးပါပါလေးဝတ်နေကြအေးတဲ့ရာသီဆိုဒီလိုနွေးနွေးထွေးထွေးဒီလိုအထက်ဝတ်နေကြအမေဖြစ်သူကသူ့သားကိုသတိရပြီးသူ့သားဝတ်တဲ့ဝတ်ကလေးတွေကိုင်းကင်ပြီးငိုတာတဲ့ သူ့သားကလည်းပဲတရားတရားအကောင်းတော်လည်းပဲတရားသူကသူ့မှာမရသေးဘူးအဲ့ဒီမှာအိမ်ရှိမှဖြတ်သွားတဲ့ကလေးမလေးဟာဖွားငုံနဲ့တွေ့တော့အဖွားအမေကြီးဘာဖြစ်လို့ငိုသလဲနာသားကိုလွမ်းလို့မိသားပဲသွားလို့တင်ငန်းဝက်သွားတာမိရဲ့သဘောမတူဘူးလားမတူလို့ငါဝဲငိုရတာပေါ့မတူရင်မိရဲ့လည်းထွက်လို့ပြောလိုက်ပေါ့ထွက်ခိုင်းလို့လည်းမရလို့ပေါ့နောက်ဆုံးတော့အဲ့ကလေးမလေးကပြောတယ်အမေကြီးသား ညီမလူမြောင်ထောက်အောင်လုပ်ပေးမယ်တဲ့အမေကြီးပိုင်တဲ့စီးတင်တဝက်ပေးမလားတဲ့ခမရပိုင်တဲ့စီးတင်တဝက်ပေးမလားတဲ့ခမရသာသာသနာဘောကျုပ်ရအောင်လူထောက်အောင်လုပ်ပေးမယ်တဲ့ညာဒီလိုပြောတာဗျာဟုတ်လားအဲပေးပါမယ်တဲ့တကမာကြီးရဲ့သဘောတူတယ်ဒါဆိုရင်ကောင်းပြီတဲ့အမေကြီးကကျမကိုဂရုတစ်ခုပြောပေးတယ်တခုအကူညီပေါ့ဘာကူညီရမေသီးအမေကြီးအမေသားကလည်းလူဘဝတုန်းကဘာကိုကြိုက်တတ်တယ်လဲ ဟင်းကိုဘလို့ချက်ရင်ကြိုက်တတ်တယ်လေအဲ့ဒါလေးပြောပြတယ်အဲငါသားကဘလို့ခင်းမြဘလို့လေးချက်ရင်ဒါမင်းကြီးချက်ရေးစားတာအကျန်တဲ့ဟင်းသိမ့်မဲမောတာမဟုတ်ဘူးရပြီမေကြီးဆိုပြီးတော့အဲ့ဒီကမာကြီးပြောတဲ့ဟာလေကလေးမလေးအမှတ်သွားပြီးတော့တောက်ထိလိုက်သွားတာလေလိုက်သွားအဲ့ကတော်လေးဘယ်မှနေသလဲစုံစမ်းပြီးတော့အဲ့ကတော်လေးဆုံးခံတဲ့ရက်ကိုစုံစမ်းပြီးတော့သူကိုဆုံးခံတဲ့ရက်ကမှအိမ်ငှပြီးနေတာကလေးမအဲ့ဘုံကြီးလေးလဲကြွလာရောဥစဉ်ဟာသူကြိုက်တဲ့ခင်းလေးလောင်းထဲ့တာ သဗ္ဗရဏစာရိကဆိုတာအိမ်စဉ်နော်ဒီနေ့ခုနှစ်အိမ်ဆိုခုနှစ်အိမ်နောက်တစ်ခါဟိုဘက်ကခုနှစ်အိမ်အစင်တိုင်းကြွာတာဒီစင်တိုင်းကရရင်ရမရရင်အငတ်ဖက်ခံလိုက်မယ်ဆိုတဲ့ပုံစံမျိုးကိုယ့်ရဲ့သဒ္ဓါတရားကိုကိုယ့်ရဲ့စိတ်ကိုကိုယ်ပိုင်းဖြတ်ထားတာဟုတ်လားကိုယ့်ရဲ့ရတ္တရဏကိုထိန်းထားတာအဲ့ဒီကိုယ်တော်လေးကိုသူကြိုက်တတ်တဲ့ခင်းလေးလောင်းထည့်လိုက်တော့ကြောက်ရတော့အဲ့ဒီဖုံဆွန်းလေးလေဖုံဟင်းလေးလေဖုံပေးလိုက်ရရောနောက်နေကြတော့ဥစဉ်ဟိုဘက်ဆက်ရမှာမဆက်ဘူးဒီလမ်းကိုတခါထပ်ကြွားလာသူကလေး ဟုတ်လားဟောဒီလောက်ကိုဆက်ကြွားလာရှင်းမဆက်နိုင်တော့ဒီဟာလေးရဒီဟင်းလေးရတော့ရတတနာပြောတာဟုတ်တယ်ရှင်းမဆက်ဘူးတယ်ရှင်းမဆက်တော့နောက်ခုနအိမ်ခံနေကြတာတဖြည်းဖြည်းနဲ့ဆော့ပြီးတော့ကျန်တဲ့6အိမ်လောင်းတာပိုးတယ်သူ့တက်ကလေဒီတိန်လောင်းတာလေးပဲ तू ကကြိုက်လာအဲ့တော့ဒီတိန်နဲ့ပဲဆုံးခံလာတော့လာဒီတိန်နဲ့ဆုံးခံရာကနေနောက်ဆုံးဘာဖြစ်တုံမေးလိုက်တော့ဦးဇင်ဟာကရှင်ဖျားရဲ့တဲ့ပင်ပန်းပါတဲ့ ကြောင်းယူနေရတယ်ဒီပြီးတော့အိမ်မက်ကပ်ပြရသေးကလေးမလေးတောင်းဆိုတော့အေးဘွားဘွားဆိုတော့အိမ်မှာကျင်းတင်နေအကုန်လုံးဖြတ်ပြီးတော့အဲ့အိမ်မှာလည်းဆုံးဖုံးပေးလိုက်တာပတ္တပိဏသဘေးတက်ကြတဲ့ဆုံးကိုစမ်းတယ်ပတ္တပိဏဒုတင်လည်းဖြတ်လိုက်တယ်သဗ္ဗရဏဓာတိကဒုတင်လည်းပဲဘာဖြစ်လို့ဖြတ်လိုက်တယ်အိမ်မှာပင့်တဲ့ဆုံးကိုသူဘာဖြစ်လို့စားလိုက်တယ်အဲ့ဒီအိမ်မှာသွားစားရင်စားရင်လည်းနောက်ဆုံးတော့ဥစဉ်ရလူမြန်ထွက်သွားတာပဲဟုတ်လားဘာမထိန်နိုင်ရှာမထိန်နိုင်တာ ုတ်တယ်မလားဆရာမထိန်နေတာရှင်ပြတော့ဒေသကပါတီတွေကလည်းကြည်ဝူးမှာပေါ့ဟိုပိုလာဝဲဝန်ကြီးတွေသူကတော့မြောက်ဝန်စုမှနေတဲ့ဝဲဝန်ဖြူကြီးတွေလေတားအေးတော့ရေခဲပြင်းကြီးတွေဖြစ်မြကြီးတွေဘာကြီးတွေပင်လေကြီးတွေကအာဒီကောင်ကြီးတွေရဲ့အာသာချက်ကဘာလို့မေးလဲတော့ဒီနှာခေါင်းရဲ့နတ်စုအာကသူကကောင်းတယ်ပေါ်ရေခဲပြင်ဖြစ်တော့လေအောက်မှာရေရှိတယ်အဲ့ဒီအောက်မှာရေအောက်မှာရေခဲရေအောက်မှာငါးရှိရင်ကိုသူကသိတာမလား လက်နှစ်ဖက်နဲ့ရေခဲကိုရောက်အောင်ခွဲပြီးငါ့ကိုဖမ်းစားတာလေပြောတာမျိုးအဲ့တော့အားကောင်းတဲ့ဒီကောင်ကြီးတွေကိုလိုချင်တဲ့လူတွေကဘာလို့တော့မေးလိုက်တော့ဦးစင်သူတို့ရဲ့အားနေချက်ကဒီနှကောင်းတဲ့အရင်နောက်ပြီးတော့အားကောင်းတာကိုသိထားတဲ့လူတွေကဝေခဲတွေးတွေတဲ့ကောင်မှာပြိဋ္ဌာထဲပြိဋ္ဌာထဲပြီးတော့အဲ့ရေခဲတွေနဲ့အဲ့နောက်သွားပြတ်ထားရတာဒီရေခဲလုံးကြီးတွေ့လိုက်တဲ့ခါကျတော့ဒီကောင်ကြီးတွေက ရေကလုံးကြီးကောက်မကြီးဟာအတွင်းထဲမှာသူ့ရေးရှိအညီတက်ရှိဆိုသိလားအဲ့တော့ဘာလို့လို့မေးတော့ဒီရေကလုံးကြီးကိုခွန်ခွန်နဲ့ရိုက်ခွဲတားအေးတဲ့နေရာဆိုတော့သူ့ရေးကြီးကမမကြီးဖြစ်နေမှာလားအဲ့ဒါကြီးကိုဘာလို့လုံးရှားနေတိုင်းရက်တာပိုလာဝဲဝဖမ်းနေလို့ရှင်မတွေ့ဘူးကနော်အာရင်ရင်ရင်နဲ့ဥစဉ်ရဒီခန္ဓာကိုယ်ကအပူငွေ့နဲ့ရက်ပါများတော့ဘာဖြစ်တော့ဒီသွေးကနည်းနည်းလေးပြောပြောလာ ျော်လာပြီးတော့ပရိသတ်ပေါ်လိုက်ပရိသတ်ကသူ့ရှာကိုဘာဖြစ်လို့ရှာပြတာသူခိုကန္နာကထွက်တဲ့သွေးမှန်သူဘာမှမပါဘူးနောက်ဆုံးကျတည်သေးလားအဲ့ဒီသွေးသူ့ကသူပြန်တော့ပြန်တော့ဒီလိုလုံရင်းလုံရင်းနဲ့သွေးအားနေပြီအဲ့နာဘုံဆိုပြစ်လဲပြီဆိုမှလူတွေကသူ့ကိုဘာလုပ်ကြတော့ဘန်းကြလားတဏှာပြောတာဟုတ်လားတဏှာရဲ့သဘောပြောတာ အဲကြောင့်ရှင်ပြားတို့တွေထိမ့်ရသိမ့်ရခက်တဲ့ထဲမှာဘာလဲပါလဲမင်းရှားလဲပါလဲမြတ်စွာဘုရားသူ့ပြမနတ်သားကိုပြောတာကအေးတဲ့မင်းတောကငိမ့်ကျင်နေဆိုရင်နံပါတ်၄ရှားကိုလဲထိမ့်တဲ့ဒီလိုပြောတယ်မလား